မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူပါပါစီကြောင်း စုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြတ်မပြီပါချွင်းကြမင်းမိသားစုမှကျူတူပါတယ်ဗျာ29ရက်9လ2025တနင်္လာနေ့ဖြစ်ပါတယ်တနင်္လာနေ့ရက်တနင်္လာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာနော် တင်းနယ်လာနေတနေ့တာကညီမတွေမတင်ကပြင်ရမှာတင်းနယ်လာနေရဲ့ကံကောင်းသေးတဲ့ကိစ္စတော့ထိပေါက်တတ်တယ်ပြူထိပေါက်တတ်တယ်အဲအိမ်ဆောက်မယ်ဆိုရင်သွတ်တီတန်နေနဲ့ပတ်သက်တဲ့ပစ္စည်းကိုဝင်ရောက်တတ်ပါတယ်ခီးတွေသွားတတ်ပါတယ်ဗျာဒီနေ့မှဖြစ်အဲဒါကြောင့်ထိပေါက်သေးတဲ့ကိစ္စဖြစ်တဲ့အတွက်ဒီဂျီမာဒီကန်လေးတွေစမယ်နော်ထီးနဲ့ပတ်သက်တဲ့ပေါက်သေးတဲ့ကိစ္စလေးတွေလုပ်မယ်သွတ်တီတန်နေဝင်သေးတဲ့ကိစ္စခီးစကားတွေသွားသေးတဲ့ကိစ္စတွေပြုလို့ဆောင်ရွက်မယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာဒီနေ့လာနေပါပြင်အိုးဝင်လောက်ကန်နဲ့ပတ်သက်တဲ့ကိစ္စမှာယာယီထင်းကိုလွှဲချော်သလိုဖြစ်တတ်တယ်ဗျာလောက်ကန်ရတဲ့သူ့ပုံမှန်နဲ့သွားဦးသွားစင်သွားနေတာပဲဒါပေမဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာယာယီထင်းကိုလွှဲချော်နေတာဖြစ်တဲ့အတွက်ငွေရနေတာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်တဲ့နှောင်းနှေးကြံ့ကြာနေတာဖြစ်တဲ့အလို့မှာစိတ်ဝင်စားမှုဖြစ်ပေါ်မှုအားနေနေတာကိုတွေ့ရပါတယ်ဒါကြောင့် အစိမ့်ဝဲလုံငန်းကန်ကန်မှာအစင်မပြေဘူးအစင်မပြေဘူးဆိုတဲ့ခုနှစ်သားသမီးအားလုံးတို့ဒီရာဟုတောင်းအနောက်မြောက်တောင်းလဲလပိတ်လေးတစ်ခွက်ကိုဖြောဒဇွန်လောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင့်မှာပိတ်ဆိုနေတဲ့အိုးဝင်လောက်ကဲများအများဆုံးပွင့်လန့်သွားမှာဖြစ်ပါတယ်ဗျာအတင်းလပိတ်လေးရဲ့အာကျွန်တော်လေးလောက်ကဲမကောင်းဘူးဗျာမိမအိမ်ဆောက်ခြင်းနဲ့အလူလေးရလေးလောက်ခြင်းနဲ့ နော်အသားလေးကနိုင်ငံခြားကိုသွားပြီးတော့အလုပ်ကလေးတွေလုပ်ခြင်းနဲ့အလုပ်ခေါ်တာလေးတွေလုပ်ခြင်းနဲ့ချွေးမလေးကလည်းအလုပ်လျှောက်တာကမရသေးဘူးဗျာအိမ်မှာအလုပ်ကင်မဲ့ပြီးတော့ပူညာပူညာဖြစ်နေတယ်အဲ့ဒီပူညာပူညာဖြစ်နေတဲ့ကိစ္စများငြင်းညမ်းပါသေးကြောင်းလေးလေးစားစားနဲ့ရာဦးတောင်းနောက်မြောက်တောင်းလှည့်ပြီးလပိတ်လေးတစ်ခွက်ကိုဖြောတစ်စောလောက်တောက်လိုက်ဆူတောင်းလိုက်တောက်လိုက်ဆူတောင်းလိုက်မကြခဏပြုတ်လို့မယ်ဆိုရင်တင့်မပိတ်ဆိုနေတဲ့အဝင်လောက်ကဲများအများဆုံးပွင့်လန်းမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာမန်းနီး ပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စနော်အရာလေးတစ်ချက်ရှိတယ်ငွေကြေးနဲ့ပတ်သက်တဲ့မှာအာယာယီထင်းကိုလွှဲချုံနေတတ်တဲ့စိတ်ချမ်းသာတဲ့ပြဿနာမရှိဘူးနှစ်မို့သေးတော့ယာယီငွေကြေးနဲ့ပတ်သက်တဲ့ထင်းကိုလွှဲချုံနေတတ်ပါတယ်ဗျာအဲကြောင့်တင်းနေဝင်နေသားသမီးတွေကတော့ဒီတစ်ပတ်ထဲမှာအိုးဝင်လောက်ကနေပတ်သက်မှာလိုလိုလေးရက်တန်နေသူဖြစ်တတ်တယ်အိမ်မှာပူညာပူညာဖြစ်တတ်တယ်အစ်မပြေဘူးအဲလောက်ကန်ရလုံနေတာပဲဒါပေမဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေယာယီနှောင်းနေတယ်လို့ဖြစ်တဲ့အတွက်အစ်မပြေတတ်ပါဘူးဗျာဒါကြောင့်တင်းနေဝင်နေသားသမီး အားလုံးတို့ဒီအိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်လို့အဆင်ပြေခြင်းတော့ကျွန်တော်တို့ရာဆိုရင်တော့အင်္ဂါတော့ရှေ့တောင်တော့လှည့်ပြီးမကြာခဏဆူတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆို့နေတဲ့ကမ်းများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာငွေကြီးနဲ့ပတ်သက်ကတော့တင်းတင်းလာအရှိရာကိုလက်လက်ပိတ်လေးဖြောတစုံလောက်တောက်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့အစ်မပေးစရာများရစရာများလူကျင်နာများအများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်လက်ပိတ်လေးတစ်ခွက်ကိုဖြောပြီးတော့အတင်းလက်ပိတ်လေးရဲ့တစုံလောက်တောက်ပြီးမှကျွန်တော်လေးငွေကြီးနဲ့ပတ်သက်တဲ့ကံမကောင်းမှုငွေရပိတ်နေတဲ့ ငွေရတဲ့အကြီးတာဘလောက်ပေးတဲ့အကြီးတာဘလောက်လိုချင်တာဘလောက်ပေးရရန်ဇာလေးတွေပိတ်ဆို့နေတယ်ဗျာပိတ်ဆို့နေတဲ့ပေးရရန်ဇာများအမြန်ဆုံးပွင့်လောင်းကိုကြီးစောက်ချောက်ပါဆိုတဲ့အကြောင်းတင်းနေလားအရှိရကူလဲလပိတ်လေးတစ်ခွက်ကိုပြောဒဇွန်လောက်တောက်တောက်ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လမ်းပြီဖြစ်ပါကြောင်းလီလီစားသားတင်ပြပေးလိုက်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲပြကြတဲ့ခုနှစ်သားသမီးများတင်းနှလားအရှိရာကိုလည်းလပိတ်လေးတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများ အမြန်ပွင့်လန်းမိဖြစ်ပါကြောင်းလေးလေးစားစားတင်းပြပေးလိုက်ပါရစေဗျာဒီနေ့လာသားသမီးကတော့ခင်ဗျာအိုးရင်လောက်ကိုင်းနေပတ်တဲ့နဲ့များအောင်းနေနဲ့ပြန်လဲဆိုတွေ့တတ်တယ်အိမ်အပြင်ရောက်နေလို့အိမ်ပြန်လာတတ်တယ်အာနော်အရာအိုးရင်လောက်ကိုင်းနေပတ်တဲ့နဲ့များအိမ်ကြီးဟောင်းမိသားစုမိသားအောင်လုံငန်းအောင်လုံငန်းအောင်နေနဲ့ပြန်လဲဆုံတွေ့တတ်တယ်လူအောင်းနေနဲ့ပြန်လဲဆုံတွေ့တတ်တယ်အိမ်အစ်စ်နဲ့အောင်းနေညပ်ပြီးစောက်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ ဒါကြောင့်တင်းနှလာသားသမီးများတခုခုအဆင်မပြေဘူးအဆင်မပြေဘူးဆိုတဲ့ယာဥတော်နောက်မြောက်တော်လက်ဖျောင်းနိုင်မီလေးကိုထွန်းထွန်းပြီးမှဆူတောင်းလိုက်သမှာဗျာအဲမှာပိတ်ဆိုနေတဲ့ကံများအမြန်ပွင့်လာမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာအင်္ဂါသားသမီးတွေလည်းဒီချိန်မှာကံကောင်းနေပြုကံကောင်းနေကံကောင်းတဲ့အတွက်အိုးဝင်လောက်ကိုင်းနေပတ်တဲ့အဲ့လုတ်ဒီလုတ်မယ်ဝေးကြီးနေပတ်တဲ့စနစ်ရရှာပွေးမယ်အဆင်ပြေတဲ့ဗျာ အဲ့ဒီအပြင်မှာလိုက်ရလိုက်ရနဲ့ခင်ဗျနေတော့ကိုကိုရင်ကိုမိသားစုကိုလုံငန်းမှာမဟုတ်ဘင်းနဲ့အပြင်လိုက်ရလိုက်ရနေတော့ငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကြမှုများထောက်လျှောက်ကြုံတွေ့တော့မှာဖြစ်ပါတယ်ဗျာဒါကြောင့်အင်္ဂါသားသမီးများဒီချိန်မှာကြောင်းတော်တော်ရောင်းတော်မလုပ်ဖဲနဲ့ခင်ဗျကိုကိုရင်ကိုမိသားစုကိုလုံမှာဒီဒီငိမ့်နေအန်ဒီကင်းပြီးတော့နှမဆွေတော့ငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကြမှုများဖြစ်တော့မှာဖြစ်ပါတယ်ဒါကြောင့်တကူးကူးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်နေဆိုရင်တော့အာဗုဒ္ဓတောင်းတောင်းဘက်ကိုလှည့် လဲ့ပြီးမှတောင်ရဗုဒ္ဓတောင်ရကိုလဲ့ပြီးမှခမရဆူတောင်းမယ်ဆိုရင်တော့ယနေ့မှဆူတောင်းများအများဆုံးပြေဝသွားမည်ဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါတယ်ဗျာအာကျော်စိတ်ညစ်တယ်ညစ်နေတဲ့ကိစ္စဘယ်ကိစ္စဘယ်ကိစ္စကြောင့်စိတ်ညစ်နေတယ်ဘာတွေလိုချင်တယ်ဘာတွေစားချင်တယ်ဘာတွေဖြစ်ချင်တယ်အဲ့ဒါလေးတွေလိုချင်တယ်စားချင်တယ်ဖြစ်အောင်ကုညီဆောင်ရောက်ပါဆိုမိမိအလိုဆန္ဒရှိသည်မြခင်ဗျဗုဒ္ဓတောင်ရကိုလဲ့ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့ဆူတောင်းများအမြန်ပြေဝသွားမှာဖြစ်ပါတယ်ဗျာ အင်္ဂါသာသမီးရအောင်နေတဲ့ကြော်ကြတဲ့ပြို့ဒီချိန်မှာကိုကိုကိုကိစ္စတွေလုံနေတော့အန်ဒီကင်းပြီးတော့တကုတ်ကအင်္ဂါသာသမီးများလူဆန္ဒမပြည့်ရင်တော့စနေတောင်းနောက်တောင်းလုံးလှည့်ပြီးတော့ဆူတောင်းမဲ့ဆိုရင်တင်းမှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာအခုနေနေဆက်သက်တဲ့တလူယောက်ျားလူယောက်ျားတွေဝါတာတာဝါတာနဲ့ကိုယ်ရဒေတာမဟုတ်တဲ့တခြားရဒေတာမှသွားနေရတတ်တဲ့ကိုယ်ကိုယ်ကွန်ပျူတာသူကိုယ်လုံးငန်းတွေမှာအဆင်မပြေတတ်ဘူးပြော အဲကြောင့်လူယောက်ျားတွေဓာတ်ပြည့်နေတယ်ဓာတ်ပြည့်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့တက်ကလေးတွေကောင်းခြင်းတောက်ကြအမြောက်ရကိုလည်းတော့တော့တော့တန်လေးကိုကိုင်းပြီးတော့တော့ခတ်တဲ့အင်းုံခတ်တဲ့တော့ဆိုင်ငယ်ခတ်တဲ့တော့ကားခတ်တဲ့တော့အတန်လေးကိုကိုင်းပြီးမှတောက်ကြအမြောက်ရလှည့်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့သင်တို့ရဲ့ဆူတောင်းများအမြန်ပြေဝသွားပါမယ်ဗျာတော်တန်လေးမရှိတယ်လို့အတန်တန်နဲ့ပတ်သက်တဲ့ပစ္စည်းကိုတန်ကျိုးတို့တန်ကျုံတို့တန်နဲ့ပတ်သက်တဲ့ပစ္စည်းကိုတောက်ကြမြောက်ရကင်ပြီးစူတောင်းခြင်းပြီးလူယောက်ျားတွေမှာပိတ်ဆို့နေတဲ့ကိစ္စ ရွှေပောင်းထားတဲ့ကိစ္စလေးရွှေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးရရှိသွားမှာ ဖြစ်ပါတယ်ဗုဒ္ဓသာသမိတွေကိုရတ္တိတာမဟုတ်တဲ့တရားရတ္တိတာသွားပါလှုပ်ပါကြိုင်ပါအစင်ပြေပါလိမ့်မယ်ဗျာဗုဒ္ဓသာသမီများတခုခုအစင်မပြေရင်တနင်္ဂနွေနေ့တော့ရှေ့မြောက်တော့လဲဖြောင်းနိုင်မီလေးကိုထုံးပြီးဆူတောင်းမယ်ဆိုရင်တော့ဗုဒ္ဓသာသမီများပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာအသင်ဖြောင်းနိုင်မီလေးဆိုကျွန်တော်ဘာတွေလိုချင်တယ်ဘာတွေဖြစ်ချင်တယ်ဘာတွေလုပ်ချင်တယ်ဆိုတဲ့အကြောင်း လေးလေးစားစားနဲ့ညမောင်မောင်မှာဖြောင်းနိုင်မီလေးထုံးပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစ်ဗျာကြာတာပရိကတော့ခမဟိုကိုနဲ့နီးနေဆက်သက်တွေကြီးချင်းမှနာကျင်မှုမင်းနဲ့ပတ်သက်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံမကောင်းမှုအိုးရင်လောက်ကိနေယာယီရက်တံမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်ကိုကိုရင်ကိုမိသားစုကိုလုံငန်းနေမှာမပြောဘူးတခြားတင်းတွေကမှသွားရောက်ပြောပါနေရတာမျိုးဖြစ်တတ်ပါလေဗျာမင်းနေဓာတ်ပြည့်နေတာဖြစ်ပါလေဓာတ်ပြည့်နေတာဖြစ်တယ်တင်းငွေနေတော့ အရှိမြောက်တောင်းကိုလှဲ့လှဲ့ပြီးမှခမပြောင်းခမအာလူလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တော့အတင်းတို့မှာပိတ်ဆိုရဲမင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမြေယာရီနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွလမ်းမိဖြစ်ပါကြောင်းတီတီဆဆတင်ပြပေးလိုက်ပါလေဗျာဂျာသီဇာသမီတွေဒီချိန်မှာတခုခုနဲ့ပတ်သက်လို့အစီအမပြေတတ်ဘူးကြမ်းမကြီးမကောင်းတတ်ပါဘူးဗျာအငွေကြီးနဲ့ပတ်သက်တဲ့လူနဲ့ပတ်သက်တဲ့စိတ်ထဲမှာအလိုဆန္ဒတခုခုမပြည့်စုံခြင်းဟာ ကံကောင်းနေတာဖြစ်ပါတယ်။ဒါကြောင့်ဇာတာပြီးသားသမီးများတခုခုအဆင်မပြေဖြစ်လို့ရှိရင်တော့ကျွန်တော်တို့ရပြောတော့အင်္ဂါတော့ရှေ့တောင်တော့လဲပြောင်းနိုင်ပြီလေးကိုထုံးပြီးဆူတောင်းမယ်ဆိုရင်တော့ဇာတာပြီးသားသမီးရဲ့ကံကောင်းခြင်းမှာအများဆုံးတွေ့ဆုံမှုဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာ။ကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရပါဘူးဗျာဒါကြောင့်သွားခြင်းသွားပြောခြင်းတော့တောက်ကြမြောက်ရက်ကိုလှက်ခမရဆုံးလေးတစ်စုံကိုကိုင်းပြီးမှဆူတော့ နော်ဇုံလေးတစုံကိုင်ပြီးမှဆိုအတင်းဆုံးလေးကျွန်တော်ခီးလေးသွားမယ်သွားတဲ့ခီးလေးအနေကင်းနေတဲ့ပြောတဲ့စကားတွေအောင်မြင်ကြောကြခြင်းနဲ့သွားတော့ခီးများအနေကင်းပြီးပြောတော့စကားများအောင်မြင်ကြောကြအောင်အတင်းဆုံးလေးကကုညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရလှက်ပြီးဇုံလေးကိုင်ဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှာပိတ်ဆူနေတဲ့ခီးစကားနဲ့ပတ်သက်တဲ့ကံများအများဆုံးပွဲလမ်းမီဖြစ်ပါကြောင်းလီလီစားစားတင်ပြပေးလိုက်ပါရဗျာ။ဦးနဲ့နီနီစက်သက်တဲ့အစုအဖွဲ့အမျိုးရိုးရာ အခမဲ့ပြည်နယ်တွေအားကောင်းမှုတိုင်းနေအားမကောင်းမှုကိုယ်နိုင်ငံအားမကောင်းတဲ့သူများနိုင်ငံတွေအားကောင်းနေတာဖြစ်ပါတယ်ဗျာဒါကြောင့်အဲတဘာဝဘေးဖြစ်တဲ့ရေဘေးလေဘေးမီးဘေးမီးနဲ့ပတ်သက်တဲ့အန္တရာယ်ကြောက်တဲ့ရေဘေးတွေကြောက်တဲ့အလူလုတဲ့ပြဿနာတွေကြောက်တဲ့စစ်မှုရေးစစ်မှုနဲ့ပတ်သက်တဲ့ပြဿနာတွေကြောက်တယ်ဆိုရင်တော့ခမကျသာပရိအနောက်ရကိုလည်းခမလက်ပိတ်လေးတစ်ခွက်ပြောတစ်စုံလုံးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့မင်းနဲ့ပတ်သက်တဲ့ပြဿနာများနော် ဟလာရေဘေးလေဘေးငလင်ဘေးနဲ့ပတ်သက်တဲ့မြင်ရတော့ဘေးမမြင်ရတော့ဘေးတွေနဲ့ပတ်သက်တဲ့ကိစ္စများလွတ်ကင်းသွားပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာစနေသားသမီးတွေကဒီချိန်မှာနိုင်ငံခြားတွေသွားရင်အဆင်ပြေတယ်နိုင်ငံခြားကြီးသွားရင်တော့နေသက်ဒေသနိုင်ငံခြားလူမျိုးခြားပုဂ္ဂိုလ်ခြားတွေနဲ့သွားရင်လုပ်ငန်းများအောင်မြင်ကြကြတတ်ပြီးတော့ခီးစကားတွေနဲ့ပတ်သက်တဲ့ပွင့်လန်းတဲ့ကာလမျိုးမှာသွားတော့ခီးများအနေကင်းပြီးပြောသောစကားများအောင်မြင်ကြကြမယ်အမျိုးရိုးဟာ တကယ်လို့ကိုယ်နိုင်ငံအတွင်းမှာကိုယ်နေရာမှာဆိုတော့ထီကန်လေးတွေစမ်းမဲ့ဆိုတော့ဒီများအများဆုံးပေါက်ပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာတကယ်လို့ထီကန်လေးတွေစမ်းမဲ့ဆိုရင်တော့ကျွန်တော်တို့တစ်တို့နှစ်တို့ကိုယ်ဆိုတဲ့ကဏ္ဍလေးတွေထီကန်လေးတွေစမ်းမဲ့ဆိုရင်တော့အတင်းတို့မှာပိတ်နေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအပူလေးတွေဆိုတူတူနော်တကယ်လို့အတွဲလေးဆို92ဆိုတဲ့ကဏ္ဍလေးတွေကန်စားမဲ့ဆိုရင်အတင်းတို့မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်း ေးလီစသတင်ပြပေးလိုက်ပါရယ်ဗျာအာကျသွားခြင်းနဲ့လာခြင်းနဲ့လှုပ်ခြင်းနဲ့ကန်ခြင်းနဲ့ပြဿနာတွေကင်းခြင်းနဲ့ချစ်ခင်မြတ်နုတွေပေါ်ခြင်းတော့တနည်းလားအရှိရကိုလှည့်ပြီးသွားကဏီလာကဏီမှာစုတော်မယ်ဆိုရင်သွားတော့လာတော့ခီးများအဒီအကင်းပြီးချစ်မှုရေးရတွေနဲ့ပတ်သက်တဲ့ကိစ္စများပွင့်လန်းသွားမှာဖြစ်ပါရယ်ဗျာကျမကြီးမကောင်းတဲ့လူအရအင်္ဂါတော့အရှိတောင်းတော့လှည့်စေးတောက်တဲ့ခါမှာယောဂောပျောက်ကင်းသေးတဲ့စေးပေါင်းတာပေါင်းနေနဲ့တောက်တာပါ အဒါကြောင့်တောက်ပြီးတဲ့အချိန်အစပြီးတော့အများဆုံးပျောက်ကင်းပါစေကြောင်းလေးလေးစားစားအင်္ဂါတော့အရှိတောင်းတော့လဲဆူတောင်းပြီးတော့သွားမယ်စားမယ်တောက်မယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားထပ်မှန်ထပ်မှန်တင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ကတော့တခုခုတည်ငြိမ်ခြင်းနဲ့အေးချမ်းခြင်းနဲ့ဆိုရင်တော့ တောက်ကြမြောက်ရကူလေကိုရင်ကိုရကိုမိသားစုကိုလုံငန်းမှာတည်ငြိမ်နေတဲ့အေးချမ်းနေတဲ့ပြဿနာဖြစ်ခြင်းနဲ့ကြောက်တယ်။ဒါကြောင့်ကိုရင်ကိုရကိုမိသားစုကိုလုံငန်းကိုနေတဲ့နေရာဒီမှာတော့လူလုတဲ့စိတ်မေကြီးရပြဿနာများမင်းရဲ့လောဘဒေါသကြောင့်ဖြစ်ပစီမံကံကွက်မှုလွင်ကြောင့်ပြဿနာများနော်အဲ့ဒါလေးရေးပြီးလေးပြီးငလင်ပြီးစတဲ့ဘေးဒီနဲ့ပတ်သက်တဲ့ကိစ္စပါဒီဝေခါပြီးတော့ကိုကိုရင်ကိုမိသားစုကိုလုံငန်းကိုနေတဲ့ရက်ွက်ဒီမှာဖြစ်နေကြဌာနဒီမှာဖြစ် တင်းကြီးမာဒီအေးရမာဒီကြောင့်ဆူတောင်းရင်တော့တင်းကြီးအင်းရမှုများအများဆုံးရရှိခံစားရမှာဖြစ်ပါတယ်ဗျာ။နော်အဲ့ဒါလေးမင်းရဲ့ရေးတဲ့ကောမကလေးတွေမှာတင်ပြထားတဲ့ပုံကိုယ်တွေကတော့ရွှေလေးပေါင်ထားတယ်တဲ့ပေါင်ထားလေရွှေလေးပြန်ရွေးခြင်းနဲ့ပြန်ရွေးခြင်းနဲ့ဆိုတဲ့အင်္ဂါသားသမီးလေးရွှေလေးပေါင်ထားရင်တော့ပေါင်ထားတဲ့ရွှေလေးပြန်ရွေးခြင်းတော့တောက်ကြမြောက်ရီယာကိုလက်တော်လေးကိုကိုင်းကိုင်းပြီးမှဆူတောင်းတော်တန်လေးပေါ့ဆိုင်ကခတ်တဲ့တော့ကားခတ်တဲ့တော့အခန်းခတ်တဲ့တော့အတန်လေးကိုကိုင်းပြီး အတင်တော်တန်လေးရဲ့အတင်မသရကီလေးရဲ့ကျမရွှေလေးတွေပေါင်ထားတယ်ပေါင်ထားတယ်ရွှေလေးတွေပြန်ရွေးခြင်းနဲ့ပြန်ရွေးစီနိုင်တဲ့အခွင့်အလမ်းတွေပေါ့ကုညီစောင့်ချော့ပါဆိုတဲ့အင်္ဂါသမီးလေးကတောက်ကြမြောက်ရကိုလှည့်ပြီးမှတော်တန်လေးကိုဂိုင်းပြီးဆူတောင်းမယ်ဆိုရင်တင့်ရဲ့ပေါင်ထားတဲ့ရွှေများအမြန်ဆုံးအစဉ်ပြေမှဖြစ်ပါတယ်ဗျာအတင်နေလာသားသမီးတွေစကားတွေနားမထောင်မှုနားမထောင်မှုပြောစကားဆိုစကားနားမထောင်မှုဆိုတဲ့ပုံကူများစကားလေးနားထောင်ခြင်းနားလေးကိုလက်လက်ကလေးနဲ့က ီးရင်ကတ်ထားတဲ့လက်ကလေးကလက်ညှိုးလေးကိုထောင်းတော့နားပေါ်မှာလက်ညှိုးလေးထောင်းတော့နားထောင်းနေတဲ့အဲဒီပြောမယ်ဆိုမကိစ္စတွေနားထောင်းမှဒီကြောင့်လေးလေးစားစားဆူတောင်းမယ်ဆိုရင်တော့တင်တို့နဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ကိစ္စများအများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဗျာအမွေးနေ့အမွေးနေ့လေးရတဲ့ရင်လာပြီးနေတိုက်ဆိုင်နေအာအထီးလေးလေးပောက်ချင်းနေ ဆူတဲ့ပုံကူများခွေးလဲလဲအကြိုက်ခံရတယ်တဲ့မွေးနေလေးမှာဆိုရင်တော့အဲ့မကိုမိမိရဲ့မွေးနေမှာမိမိအိမ်ရဖရမှာ ပန်းအပွင့်လေးတွေလှူလို့ရှိရင်တမိမှာပိတ်ဆို့နေတာလေးတွေပွင့်လာမယ်အညွန့်မန်းလေးတွေတပြေညွန့်လေးတွေထိုးလို့ရှိရင်တော့အညွန့်တလူတူနဲ့တဲ့ရောက်မှာဖြစ်ပါလေဗျာဒါကြောင့်အဲ့မိမိရဲ့မွေးနေမှာအပွင့်ပန်းများပိတ်နေတာတွေပွင့်အောင်အပွင့်ပန်းလေးတွေလှူမယ်အညွန့်တလူတွေအောင်အညွန့်မန်းလေးတွေလှူပြီးတော့ကုသိုလ်ကောင်းမှုလေးတွေပြုမယ်ဆိုရင်တော့တင်းမှာပိတ်ဆို့နေတဲ့မွေးနေပတ်သက်တဲ့ကိစ္စများ အမြန်ဆုံးအဆင်ပြေသွားမှာဖြစ်ပါလေဗျာခွေးကြိုက်တယ်ဆိုတော့ကံနေ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 တာဖြစ်ပါလေဗျာဒါကြောင့်မုံလေးတစ်ခုညာဘက်ကိုကိုင်းစနေတော့အနောက်တောင်လုံးလက်ပြီးမှအနောက်ချက်ပြားဝေးပါသေးကြောင်းဆူတောင်းပြီးမှအဲ့ဒီမုံလေးကိုတစုံတယောက်သောသူကိုကုသပြုမယ်ဆိုရင်တော့တင်းမှာပိတ်ဆို့နေတဲ့မွေးနေမဲ့ပတ်တဲ့ကံကောင်းခြင်းများတွေ့ဆုံပြီးတော့အနောက်ရှိအဟန္တာများဝေးကွာသွားမှာဖြစ်ပါတယ်နော်ဒါကြောင့်တမိရဲ့မွေးနေမှာအပွင့်မန်းလေးတွေလူပါ အဲအညွန့်မလေးတွေလူမဲ့ဆိုရင်ပိတ်နေသောကိစ္စများပွင့်လာပြီးအညွန့်တလူနဲ့တက်မီဖြစ်ပါကြောင်းလီလီသာသာတင်ပြပေးလိုက်ပါတယ်ဗျာတင်းနေလာသားသမီးလေးဟုတ်လားနော်ဒီပေါက်ခြင်းနဲ့ဒီပေါက်ခြင်းနဲ့ဆိုတဲ့ပေါက်ကုံများမနေ့ကလေကောမမဒီပေါက်သေးတဲ့ကိစ္စများတင်ပြထားတာဖြစ်ပါတယ်ဒါကြောင့်မိမိထိုးမဲ့အဒီလက်မကလေးကိုအဲ့ရနံပါတ်ကလေးကိုစကူတူရဲ့မှာရေးရေးပြီးကြွကြွတဲကိုအဲ့ရေးထားတဲ့နံပါတ်ကလေးကိုထည့်ထည့်ပြီးရင်ကြွကြွကလေးကိုဖောင်းပေါ့လေဖောင်းလိုက်ပါ ဖောက်မိမဲ့တခုခုနဲ့ပိတ်ချီချီးပြီးရင်လက်ထဲနဲ့ထိပေါက်ပြီးထိပေါက်ပြီးဆိုပြီးတော့ဖောက်စုဖွင့်ချလိုက်စမှာဗျာကြွတ်ကြွတ်ကလေးဖောက်လိုက်စမှာဖောက်ကနေမြည်သွားရင်တော့ထိပိတ်နေတဲ့ကံများပွေ့ပြီးတော့မိမိထိုးတဲ့ဒီကံများအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလီလီသာသာတင်ပြပေးလိုက်ပါတယ်ဗျာကျွေးကြမီရင်ကြာသာပရိသတ်ကျွေးရှိတယ်ကျွေးရကြီးချင်းတဲ့ကျွေးချင်တဲ့ကြာသာပရိသတ်သမီးများကျွန်တော်တို့ကကြဲဥစုသုံးလုံးသုံးလုံးလေးကိုမွေကျော်လေးကျော်ပြီးမှခမရအိမ်မှာအခမရမွေကျော်လေးကို အခမရအိမ်မှာဆူတော့နေစဲနဲ့ဒီကြိမ်စူးတောင်းပြီးတော့စားမလားသူများကိုကြွေးမလားလှူမလားတကူကူလုပ်မယ်ဆိုရင်နေစဲတည်းရဲ့မှာကြွေးများကြည့်မိဖြစ်ပါကြောင်းလီလီစားစားတင်ပြပေးလိုက်ပါရဗျာတောက်ကြလေးကတော့အဆင်နေမပြေဘူးအဆင်နေမပြေဘူးတဲ့အဆင်ပြေခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်တော့အိယဖះမှာဒီညွန်လေးတွေလှူပေးထားပါဗျာဒီညွန်လေးတွေလှူထားမယ်ဆိုရင်တော့တင့်ရဲ့လုပ်ငန်းများအောင်မြင်ကြကြသွားမှာဖြစ်ပါတယ်ရှင်းငွေတွေခွေးထားတဲ့လူပြန်ရခြင်းနဲ့စနေသားသမီးကတော့ ပက်ဆန်လေးတွေချိထားတာပြန်လို့ကျင်းနေဆိုတဲ့စနေသားသမီးကစနေတော့အနောက်တောင်တော့လက်နွားနူလေးတစ်ခွက်ကိုဖျောတစုံလောက်တောက်တော့ပြီးမှစူတောင်းအတင်နွားနူလေးကျမငွေလေးချိထားဘလူးကိုချိထားတာချိထားတဲ့ငွေလေးတွေပြန်ရကျင်းတယ်ပြန်ရသေးတယ်နဲ့ခွန်းလန်းနေပေါ်ကုညီစောက်ချောက်ပါဆိုတဲ့အကြောင်းလေးလေးစသနဲ့စူတောင်းရင်တော့ စနေသားသမီးရဲ့ချင်းငွေများအများဆုံးပြန်ရမှာဖြစ်ပါလေဗျာတင်းငွေငွေလေးရတော့ငွေလေးတွေချိတာ ပြန်လိုချင်တယ်ဆိုတော့တင်းငွေငွေသားသမီးလေးရတော့ပတ်သက်90တန်းလေးကိုခိုင်းတင်းလာအရှိရကိုလှည့်ပြီးမှမိမိချိထားတဲ့ဘလူးချိထားတဲ့ငွေကဘလောက်အဲ့ငွေလေးတွေပြန်ရချင်တယ်ဆိုတဲ့အကြောင်းလေးလေးစားစားနဲ့၃ဂျီတီတီဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့ချင်းငွေများအများဆုံးပြန်လေးရရှိသွားမှာဖြစ်ပါလေဗျာတောက်ကြသားသမီးလေးရတော့ချမ်းလေးတွေမြေလေးတွေရောင်းနေတယ်ဆိုတဲ့ပုံကူများ ကျွန်တော်တို့တင်းနှင်ကိုနေနေမှာတင်းနှင်ကိုနေတော့အရှိမရောက်တော့ဓမ္မကျက်တဲ့အာလူလေးတစ်လုံးကိုကိုင်းပြီးမှခမ6ကြိမ်တီးတီးဆူတောင်းလိုက်စမှာဗျာတင်းနှင်ကိုနေမိမိနေတိုင်းရဲ့အရက်ဒေတာမှာတင်းနှင်ကိုနေနေတင်းနှင်ကိုနေတော့မှာအရှိမရောက်တော့မှာအာလူဆိုလေးတစ်လုံးကိုကိုင်းပြီးတော့ခမဆူတောင်းကျမချမ်းလေးတွေမြေလေးရောက်မယ်ရောက်နေချမ်းလေးမြေလေးကဘေနာမြေလေးရောက်ရောက်မယ်သေးရဘေသေးဘေရဲ့အတွင်ရောက်နေမှလည်းလို့ဆူတောင်းမယ်ဆိုတော့တင့်ရဲ့ မြေများခြံများအများဆုံးရောင်းရမည်ဖြစ်ပါလေဗျာတနင်္ဂနွေသားသမီးတော့အိမ်ပြန်ညင်းနေအိမ်ပြန်ညင်းနေဆိုတဲ့တနင်္ဂနွေသားသမီးများမိမိအိမ်မှာရှိတဲ့မိသားစုစက္ကူတွေမှာမိမိအိမ်မှာရှိတဲ့မိသားစုစည်းရင်းလေးကိုရေးလက်ရှိခုနေတဲ့အိမ်နေတဲ့နေရာရဲ့တောက်ကြမြောက်ရမှာကတ်ထားပါဗျာကိုကိုရင်ကိုမိသားနဲ့အတူအများဆုံးပြန်လဲပြီးတော့နေထိုင်မှာဖြစ်ပါတယ်ဒါကြောင့်စက္ကူတွေမှာမိကိုနေရင်းတဲ့မိသားစုတွေရဲ့နာမည်တွေရေးပြီးတော့ ဲ့စကူလေးကိုတောက်ကြမြောက်ရကနေတောင်ဘက်ကိုလက်ကမယ်ဆိုရင်တော့တင့်ရဲ့အိမ်မှာအိမ်ပြောင်းခြင်းတဲ့ကိစ္စများအတူနေထိုင်ခွင့်များအများလုံးရရှိသွားမှာဖြစ်ပါတယ်။စနေသားသမီးရတာအမကန်ငွေလေးတွေပြန်ရခြင်းနဲ့တဲ့ဖုံးသက်တာလည်းမကင်မှုဆိုတဲ့ပုံကူများအဆက်အသွယ်လေးလိုချင်တော့အင်္ဂါတော့အရှိတောင်တောင်းကိုလက်တပိတ်လေးတစ်ခွက်ဖြောတစ်စုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့အဆက်အသွယ်များရပြီးငွေကြီးနဲ့ပတ်သက်တဲ့ပိတ်နေတဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအင်္ဂါတော့အရှိတောင်တောင်းလက် လပိတ်လေးတစ်ခွက်ကိုဖျော့တစ်စလုံးတော့တောက်တောက်ပြီးမှစူတောင်းမယ်ဆိုရင်တော့ပိတ်နေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာကံသားမဲပေါက်ခြင်းနဲ့ကံသားမဲပေါက်ခြင်းနဲ့ဆိုတဲ့ပုပ်ကူများခင်ဗျာကြွကြွလေးတစ်ခုကိုလေးဖောင်းလေးဖောင်းပြီးမှကံသားမဲတွေပေါက်ပြီးပေါက်ပြီးဆိုပြီးမှအဲဒီလေးဖောင်းထားတဲ့ကြွကြွကလေးဖောင်းကနေနေအောင်ရိုက်ခွဲလိုက်ပါဗျာတကယ်လို့ကြွကြွမရှိရင်စီပေါင်းလေးကိုဖောင်းပြီးမှစူတောင်းပြီးမှရိုက်ခွဲလိုက်မယ်ဆိုရင်တော့အင်္ဂါသားသမီးရဲ့ကံသားမဲများအများဆုံးပေါက်ပြီဖြစ်ပါကြောင်း လီလီစားစားတင်ပြပေးလိုက်ပါရယ်ဗျာဒီအချိန်မှာကျွန်တော်တို့အင်္ဂါတာသမီတွေကဘာသာဥကလေးတွေပြောင်းနေတယ်တဲ့ဘာသာဥကလေးပြောင်းခြင်းနဲ့ပြောင်းနေတဲ့ကိစ္စလေးအဆင်ပြေခြင်းဆိုအိမ်မှာရှိတဲ့ဓာလေးဓာလေးကိုကင်ပြီးတော့ခဏမိမိတွေ့ခြင်းတဲ့နေရာလေးတွေရှောက်ရှားလိုက်ပါဗျာအဲ့ဒီဘာသာဥနဲ့ပတ်သက်တဲ့အဆက်အသွယ်များအများဆုံးရမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရယ်ဗျာခင်ဗျာအိမ်မှာ တနင်္ဂနွေသားသမီးလေးကတော့အိမ်ချာမီးလေးတွေပေါင်းထားတာပြန်ရွေးကျင်နေတဲ့တောက်ကြအဲတောက်ကြသားသမီးရဲ့တနင်္ဂနွေအိမ်ချာမီးလေးတွေပေါင်းထားတာပြန်ရွေးကျင်နေပြန်ရွေးကျင်နေဆိုရင်တော့ပေါင်းထားတဲ့ခြံလေးတွေအိမ်လေးတွေပြန်ရွေးကျင်နေဆိုရင်တော့ကျွန်တော်တို့ကတော့တနင်္လာအရှိရကိုလက်မိမိရဲ့ပေါင်းကိုလက်ကလေးနဲ့ဂိုင်းပြီးတော့အိမ်လေးတွေပေါင်းထားတယ်ဒါကြောင့်အတင်ပေါင်းလေးကပေါင်းထားတဲ့ခြံလေးတွေအိမ်လေးတွေအများဆုံးရွေးနေအောင်ကုညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းတစ်ချိန်သို့မဟုတ်သုံးချိန်သို့မဟုတ် 15ကြိမ်တည်တည်စူတောင်းကြီးအပြင်အင်ဂျာမီပေါင်းထားတဲ့ကိစ္စများအများဆုံးပြန်လည်ရွေးယူခံမိဖြစ်ပါကြောင်းလီလီစားသာတင်ပြပေးလိုက်ပါတယ်ဗျာတင်းနေလာသားသမီးရလမိမိမှာရှိတဲ့ရွှေလေးတွေခိုးခံရလို့လို့ဆိုပါတယ်ခင်ဗျအိမ်မှာရှိလို့ရှိရင်လင်မန်းလေးဗျလင်မန်းလေးလင်မန်းတစ်ချက်မှာဖျောင်းနိုင်ကိုထောင်းလေးဟိုဘောလေးတိုင်ထွန်းလိုက်အတန်းလိုက်မဟုတ်ဘူးနှစ်တိုင်ဒီနှစ်တိုင်ဒီထွန်းရင်လေးတိုင်ဖြစ်သွားမယ်ဟိုဘောဟိုဘော၄000ကွက်ကလေးစတူရန်ကွက်ကလေးလို၄000ထွန်းလိုက် ဖျောင်းနိုင်လေးကိုစိုက်စိုက်ပြီးမီးမထွန်းနေဦးမီးမထွန်းနေဖျောင်းနိုင်လေးတွေကိုအဲ့ကွာဖင်းကိုမီးပေးပြီးမှဖျောင်းနိုင်လေးကိုလေးတိုင်စိုက်လိုက်စိုက်ပြီးအဲ့ဒီလေမန်းလေးတွေကိုရေလေးလောင်းလိုက်ရေလေးပြည့်သွားလိမ့်မယ်ပြီးကမှဖျောင်းနိုင်မီးလေးကိုထွန်းထွန်းပြီးမှဆူတော့အဲ့ဖျောင်းနိုင်လေးကိုထွန်းကျမရွှေလေးတွေခိုးခံရတယ်ခိုးခံရတယ်ရွှေလေးတွေပြန်လို့ခြင်းတယ်အဲအကြောင်းခိုးတဲ့လူလည်းမသိခြင်းမူကိုရွှေကိုပဲပြန်လို့ခြင်းတယ်ပြန်ရသေးတယ်နဲ့အခွန်လန်းနေပေါ်အတင်ဖျောင်းနိုင်မီးလေးကကုညီဆောက်ချောက်ပါဆိုတဲ့အကြောင်းခမရဆူတော့ စူတော့မိမှာဖျောင်းနေမိလေးကိုမှုတ်လိုက်ပါဗျာအဲ့တန်လေးထားပဲလိုက်ခမရအီမညညအိပ်ပါလိမ့်မယ်နောက်တနေ့မင်းမမိမိနေထိုင်တဲ့နေရာတွေမှာရှောက်ကြည့်ပါခိုးသွားတဲ့လူကရွှေတိုးကလေးတွေပြန်လဲပြီးတော့ချထားမိဖြစ်ပါကြောင်ပြန်လေးလေးစားစားတင်ပြပေးလိုက်ပါရဗျာကျွန်တော်တို့ရွှေညာမိမိသားသူကလူကြီးသက်လက်နဲ့မကွာသလိုကျွန်တော်တို့လူတန်းများပြုလုပ်နေတာဖြစ်ပါတယ်ဒီနေ့မှာတော့စွန့်ကြိမ်လေးလေးကပ်ပြီးပါပြီဖြစ်ပါတယ်ငွေလေးရလဲဒီနေ့စုစုပေါင်း2000တိတိလူတန်းပြီဖြစ်ပါတယ်ငွေစားယူပဲလူတာပါ အဲအကြောင်းကျွန်တော်တို့အဖြစ်ညာမိမိသားတို့ကလည်းလူရည်တဲ့လက်နဲ့လည်းမကွာသူတို့ကုသိုလ်ကောင်းမှုများတက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်ကုသိုလ်ရဲ့ပဲပြန်တော့တော့ကောင်ငိမ့်သေးပါတယ်ဒါကြောင့်ရွှေညာမိမိသားသူကြီးကြီးရတဲ့ပိဒါလူရန်ကြတဲ့ပုဂ္ဂိုလ်ကောမရည်တဲ့ပုဂ္ဂိုလ်ဒီအားလုံးတို့ဒီရွှေညာမိမိသားသူကပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအစုစုကိုဟိုအမြတ်ပေးပါတယ်ရောက်တဲ့ဘုံဌာနအတ္တုခေါ်ကြပါအတ္တုခေါ်တဲ့မှာရွှေညာမိမိသားသူ ချီရမီသားသူကိုကြည့်ရှုရတဲ့ပိဒါလှူဒါန်းရတဲ့ပုဂ္ဂိုလ်ကောမတ်ရည်တဲ့ပုဂ္ဂိုလ်အားလုံးတွေနဲ့ပတ်သက်တဲ့မိအောင်ဖအောင်ဘိုးအောင်ဘွားအောင်ရွှေတော်ရှစ်တောင်းမျိုးတော်ပေါင်းတဲ့သုံးသက်တဲ့ဘုံမှာကြည့်ရမကျွတ်မလွတ်တဲ့ဝိနည်းတတ္တဝါအပေါင်းတို့သည်သာဓုတွေခေါ်ခွင့်ရပြီးလက်ကြည့်မြင်နေရတဲ့မြင်းတော်မြတ်တော်နေရာတွေရောက်ပါသေးသည်တိရောက်ယုံမို့ဘူးရွှေညာမီမိသားသူရွှေညာမီမိသားသူကိုကြည့်ရှုရတဲ့ပိဒါလှူဒါန်းရတဲ့ပုဂ္ဂိုလ်နော်အဲကောမကြီးတဲ့ပုဂ္ဂိုလ်အားလုံးတို့ဟာအင်းကြီးအင်ကောင်မိသားစုမိသားကောင်လုပ်ငန်းကောင်များ ရရှိအောင်ကုညီဆောင်ရွက်နိုင်မှာတည်ကြီးငွေကြီးများဆုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်နဲ့ပေးတဲ့အချီတော်များအများဆုံးပေးနိုင်ပြီးရတဲ့အချီတော်ကိစ္စများအများဆုံးရအောင်ကုညီဆောင်ကြောက်နိုင်မှာတည်ကြီးစိတ်ချမ်းသာကုချမ်းသာနဲ့ဆက်ပစ္စည်းတွေပိုင်းတယ်မှာဒီအရှုတဲလဲငွေတဲလဲနဲ့အလှူဒါနာတွေပြုလုပ်နိုင်မှာဒီမိယာတွေပိုင်ဆိုင်မှာဒီစံမွဲတွေဖြစ်ရင်အောင်မှာဒီနော်အရာရာထူးတွေတို့ပါသေးသွားတော်ခီးများအနေအကင်းမီပြောတော်စကားများအောင်မြင်ကြပါသေး အမှုခင်းပြဒနာများဝေးကွာပြီးငွေကြေးများဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်နဲ့စိတ်ချမ်းသာကိုချမ်းသာနဲ့သာသနာများစတဲ့စတဲ့ပုံမတို့တက်ပြီးလူရမ်းနိုင်တဲ့သူတို့တင်သူတို့များများဖြစ်ပါသေးကြောင်းဆရာကြီးမြန်မာပြည်ရနေပြီးတော့လက်ကြီးမြင့်မြတ်တဲ့ဘုံရောက်သွားတဲ့ပုဂ္ဂိုလ်ပေါင်းအများဆုံးကူညီစောင့်ကြောက်နိုင်ပါသေးကြောင်းလေးလေးစားစားထူထောင်မြတ်တာပို့လိုက်ပါရဗျာဒါကြောင့်ယနေ့ပါဖြင့်29ရက်6လ2025တင်းတင်းလာနေရဲ့တနေ့တာကညမအူ တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ